မင်္ဂလာပါရှင်ဧပြီလ26ရက်စနေနေ့ရွှေရံကုန်ရဲ့လှုပ်လှုပ်ရှားရံကုန်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့တိရကူခယူနာအလှူတော်တရားပွဲအားရံကုန်မြို့တွင်ကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ငလျင်တန်းတဲ့ထေသားများတို့လှူဒါန်းမှုများပြုလုပ်လျက်ရှိတဲ့ပြည်ရင်းပြည်ပမှာအလူရှင်များအားတရားတော်ဖြင့်ကျေးဇူးဆက်တဲ့အနေနဲ့တိရကူဂယုနာအလူတော်တရားပွဲအားရန်ကုန်မြို့တွင်၃ရက်တိုင်းကျင်းပသွားမှာဖြစ်ကြောင်းသိရပါဗျာ။ ရန်ကုန်တိုင်းဒဂုံမြို့သိမ်းမြောက်ပိုင်းမြို့နယ်ရှိတိရကူကပ္ပဗုဒ္ဓတက္ကသိုလ်ရန်ကုန်တွင်ဧပြီလ26ရက်မှာတိရကူဒေါက်တာ အရှင်အိန္ဒာစရိယဧပြီလ29ရက်တွင်တိရကူဒေါက်တာ အရှင်ကောဝီတာတိရကူစတာနှင့်ဧပြီလ28ရက်တွင်တိရကူဒေါက်တာ အရှင်တိုက်ခတ်သားတို့ကတရားရှိရေးတိုက်ကြွသွားမှာဖြစ်တယ်လို့သိရပါရဲ့ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ပြည်သူ့ဂျာမန်ရေးတက္ကသိုလ်ရန်ကုန်ရဲ့73ချိန်မြောက်74ချိန်မြောက်95ချိန်မြောက်နဲ့76ချိန်မြောက်ပွဲနေတဲ့ပင်အခမ်းအနားများကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်ကျမ်းမာရေးဝန်ကြီးဌာနကျမ်းမာရေးလူဆွမ်းအရှင်မြေဦးစီးဌာနပြည်သူ့ကျမ်းမာရေးတက္ကသိုလ်ရှမ်းကုန်းရဲ့73ကျိမ်မြောင်14ကျိမ်မြောင်15ကျိမ်မြောင်နဲ့16ကျိမ်မြောင်ဘွယ်နေသပင်အခမ်းအနားများကိုမတ်လ25ရက်နေ့နက်9:00နာရီတွင်ရှမ်းကုန်းတက္ကသိုလ်ဘွယ်နေသပင်အခမ်းအနားမှာကျင်းပကြောင်းသိရပါဗျာ အခမ်းအနားများတွင်ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရန်ကုန်ပေါမောက်ခချုပ်ပေါမောက်ခဒေါက်တာတင်ထွန်းကပွဲများအနှိမ့်ပြီးခွန်ပြုမတ်စကားပြောကြားပါရယ်73ချိန်မြောက်ဘွယ်နှင်းသပင်တွင် ပါရဂူဘွယ်ပြည်သူ့ကျန်းမာရေး9ဦးပြည်သူ့ကျန်းမာရေးမဟာဘွယ်6ဦးစေယုံအုပ်ချုပ်မှုပညာမဟာဘွယ်6ဦးစေပညာသင်ကြားရေးဒီပလိုမာဘွယ်23ကို၎င်း14ချိန်မြောက်ဘွယ်နှင်းသပင်တွင်ပါရဂူဘွယ်ပြည်သူ့ကျန်းမာရေး2ဦး ပြည်သူ့ကျန်းမာရေးမဟာဘွဲ14ဦး၊စေယုံအုပ်ချုပ်မှုပညာမဟာဘွဲ10ဦးကို၎င်း15ကျင်းမြဘွယ်နှင့်တပင်တွင်ပြည်သူ့ကျမရေးမဟာဘွယ်15ဦးစေယောအုပ်ချုပ်မှုမဟာဘွယ်10ဦးစေပညာသင်ကြားရေးဒီပလိုမာဘွယ်35ဦးအာဟာရပညာဒီပလိုမာဘွယ်2ဦးကို၎င်း 16ကြိမ်မြောက်ပွဲနှင်းသဘင်တွင်ပါရဂိုဘွဲပြည်သူ့ကျန်းမာရေး9ဦးပြည်သူ့ကျန်းမာရေးမဟာဘွဲ14ဦးစေယံအုပ်ချုပ်မှုပညာမဟာဘွဲ17ဦးစေပညာသင်ကြားရေးဒီပလိုမာဘွဲ38ဦးတို့အားပွဲများအနေငယ်ကြောင်းသိရပါရရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပေဖြစ်ပါတယ် ။နောက်ဆုံးနဲ့စမဲတဲ့ရင်ကတော့မြန်မာအပြေးသမားဟိချအောင်က မီတာ၈ရာတွင်ဆယ်စုနှစ်တခုအတွင်းမှာမြန်မာနိုင်ငံကမရရှိခဲ့ဘူးသေးသောစံချိန်ဖြင့်ရွှေရည်စိတ်စုခုတဲ့တဲ့ရင်ဖြစ်ပါတယ်။ ဧပြီလ25ရက်ကကျင်းပတဲ့စင်ကာပူဖိတ်ခေါ်ပြေးခုံပြေးပြန်ပွဲမှာမြန်မာအပြည်သမားဟိန်းထအောင်ကမီတာရှူရာကို1မိနစ်50တသမာ59စက္ကန့်နဲ့ရွှေတစိဆူရရှိပြီးဆယ်စုနှစ်တခုအတွင်းမှာမြန်မာနိုင်ငံကမရရှိခဲ့ဘူးသေးသောထူးထူးခြားခြားစံစေတစ်ခုကိုရရှိကြောင်းသိရပါတယ်။ဟိန်းထအောင်ရဲ့စံချိန်ဟာ32ချိန်မြောက်စီကိန်းပွဲရဲ့မီတာရှူရာရွှေတစိစံချိန်1မိနစ်52တသမာ6စက္ကန့်ထက်လည်းပိုပြီးတာလွန်ကောင်းမွန်ခဲ့တာကိုအံ့ဩဖွယ် ရာတွေ့ရှိရကြောင်းသိရှိရပါတယ်ရှင်။